သူများနိုင်ငံညဆိုရန်အားပေးကြတယ်ညီမတို့နိုင်ငံမှာတခုခါနေတာကြတယ်အားပေးဖို့ရန်နေအဲ့ဒါလေးတခုညီမကြည့်ရတယ်ရန်ခံစားရတယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ကအဲ့ဒီတော့ကြောင့်ညီမဒီအိမ်အောင်ရှင်တွေဘက်ကနေပြီးတော့ညီမကရဲရဲဝဲဝဲနေအခုဒီပြိုင်ဝဲညီမဆိုအများကြီးစူးစမ်းရတယ်အရန်ပေါ့နော်ခက်ခဲအများကြီးရှိတယ်ညီမပြိုင်တော့လို့တော့မလုပ်လိုက်တာရှိတယ်ပေါ့နော်အဲ့ဒီမှာတိကျအပေးမှုတွေ organization အမှအပေးပြီးအရန်ချစ်စတင်ပါတယ်လို့အပြိုင်ပွဲကိုဖြစ်နိုင်လို့ရှိရင်မနှက်ပြန်တော့ငါသွားချင်းနေပြီဆိုတော့စိတ်တွေပေါ့နော်အဲ့လိုမျိုးတိကျဖြစ်တယ် ညီမတို့ view နေရဲ့အမားတွေမှာလည်းအိမ်မက်တွေရှိမှာပဲအခုညီမတို့ရိုက်ပေးနေတဲ့ကင်မရာမန်တွေမှာလည်းအိမ်မက်ရှိမှာဒါပေမဲ့ဒီအိမ်မက်တွေကိုသူတို့အကောင်နဲ့ဖော်ဖို့အခွင့်အရေးနည်းပါးတဲ့လူတွေရှိမယ်အဲ့ဒီအချိန်မျိုးတွေမှာဆိုလို့ရှိရင်ကိုဘာဖြစ်ချင်တာလဲအဓိကကညီမဆိုရင်အိမ်တော်ဘက်က15နှစ်ကျော်သွားပြီဒါပေမဲ့ညီမဒီဒီဘဝကြီးတစ်ခုလုံးအိမ်တော်ဘက်အတွက်ပဲသားသမီးတွေတော်ပဲညီမဆိုလို့ရှိရင်လုံးဝပေါ်တော့အဲ့လိုမျိုးနေလာခဲ့တယ်ညီမဆိုလို့ရှိရင်ညီမသမီးလေးနဲ့သားလေးညီမဒီလိုမျိုးပြိုင်ပွဲပြိုင်နေပြိုင်လိုက်တဲ့အချိန်မှာဒီမြန်မာပြည်မှာပြိုင်နေတဲ့အချိန်မှာသူအရန်ကုန်ပြီလား ဟာမမေဟိုကျောင်းမှာဆိုလို့ရှင်ပြောကြတယ်ဟာသူ့မမေကအလှမယ်ဘောကတော့သူ့မမေကဝန်တော်စုရရတာသူတို့အကြည့်ပြောလို့အရန်ဘောကတော့ဘသူမှအာမပေးနေပါစေကိုယ်စိတ်ကအဲ့လိုဖြစ်သွားတမီးလေးနဲ့ตาလေးနဲ့အာပေးအင်အားတွေကပြည့်သွားဒီပြိုင်ဘက်ညီမလုံခဲ့တဲ့သုံးနှစ်လောက်ကြာညီမကိုပြိုင်ခိုင်းတယ်ဘောကတော့ပြိုင်ခိုင်းတဲ့အချိန်မှာညီမဘသူတို့ပြန်ကြည့်လဲဆိုအမျိုးသားကိုပြန်ကြည့်ရဲညီမကလေးကိုပြန်ကြည့်ရဲငါမပြိုင်လို့ဖြစ်ဘူးငါမပြိုင်ဘူးဘောကတော့ခိုင်းမဲ့မှရဲအချိန်လေးတစ်ခုပေးလာတဲ့ခါကျတော့ညီမအရန်ပြိုင်ချင်းလာတယ်ဒီပြောင်မှုကပြန်လိုက်တဲ့ချိန်မှာညီမဒီ မမျော်လင့်မယ်နေပါဒါမှညီမရန်ကြိုးစားတယ်မမျော်လင့်မယ်ညီမဒီစုကိုရရှိခဲ့လူလားလူလားပေါ့နော်ကပီသားစု၄ယောက်ရှိလို့ရှိရင်အဲသူတို့တွေကိုယ်တွေမွေးနေအဲခါကလေးတွေမွေးနေမျိုးသားမွေးနေပေါ့နော်မွေးနေတာကိုအဲ့လိုမျိုးအင်ရှင်မှာအဲ့လိုမျိုးအမြဲတမ်းစရုတီတာပေါ့နော်အဲ့လိုလူထောင်ကျော်တခါကျ2000ကျော်အဲ့လိုမျိုးကျွေးဖြစ်ပါရဲ့တစ်နှစ်မှာ၄-၅ခါပေါ့နော်မိဘတွေမွေးနေဆိုလို့ရှိရင်လည်းဒီအင်ရှင်မှာအဲ့လိုမျိုးကျွေးဖြစ်ပါရဲ့ အခုတော့တိုက်ဆက်ဆိုင်ပြီးတော့เนาะအဲဒါဒီတော့ဓမ္မရုံဖွင့်ပွဲမှာလည်းအဲ့လိုလေးတွေပေါ့ရက်ွက်တယ်မှာမချွေးရအောင်နည်းနည်းလေးကြာနေပြီဆိုပြီးတော့အဲ့လိုမျိုးချွေးဖြစ်တာပါလာနုကကျတော့ဒါလှုပ်အားအလူပေါ့လေညီမလေးရဲ့ဣသနာရဲ့အလူမှာပေါ့เนาะပထမတစ်ခေါက်တုန်းကလည်းအများကြီးလူတာเนาะတူတူထားတဲ့ဖျားတွေကိုလာနုလိုက်တာတနေကုန်ပဲအများကြီးပဲเนาะဟိုးပဲအဝေးကြီးပဲသွားပြီးတော့လူတာလေအဲ့လာနုအရန်ကိုသဘောကျရင်ကိုမလုံးနိုင်တဲ့အချိန်မှာသူများလှုပ်တဲ့အလူကိုကိုကဝင်ပြီးလှုပ်အားအလူလှုပ်ပေးရတာပေါ့เนาะအဲ့တော့ ကဲဒီမှာကြောင်းမကြီးနဲ့အတူတူလွှဲပြီးဖြေရနောက်နေ့အရန်ကုန်ယူနေတာတကယ်ပြောပါရတယ်ဒီနေ့ဆိုလို့ရှိရင်ကျေးဇူးတင်ပါတယ်ဒီချေဘယ်လိုလဲစဆောင်တာလဲဆိုတော့အခုဘန်ကောက်ပေါ့နော်24ရက်နေ့ကြာရင်ညီမသွားရမယ်ပြိုင်ပွဲရတော့30ရက်နေ့ပေါ့နော်အဲဘန်ကောက်ရဲ့ဒီ Asia International ပေါ့နော် Tourism 2025ပြိုင်ပွဲအတွက်ကိုအဲ့ချိန်မှာပေါ့နော်ဒီ organization အမကတချေလာမှုစီမှာပေါ့နော်အဲ့လိုလေးဒါတချေနဲ့ပေါ့ join ပေးရတချေစီရနေပေါ့တချေဆိုလို့ရှိရင်ဒါ international miss misses လို့အများကြီး train နဲ့ ထိန်တာတယောက်ပေါ့နော်အဲ့ခါကျတော့ဒီချက်စီကနေပေါ့နော်အဲ့လိုမျိုးလေးတင်ချင်းနဲ့ဆိုတော့ခါကျတော့ဒီချက်နဲ့တွေ့ဖြစ်သွားတာအမျိုးသားနဲ့ပေါ့နော်ကလေးတွေနဲ့ဒီအမမေနဲ့ဒီဖျားကိစ္စအလှူကိစ္စနဲ့အိမ်အောင်ကိစ္စကြီးကြမှာဘယ်လိုမျိုး manage လုပ်သလဲအဲ့ဒါလေးကိုနာနုကမေးကြည့်တာကဖြေလိုက်ပါအောင်ဘယ်လို manage လုပ်လဲနာနုဆိုလုံးနိုင်မယ်မထင်ဘူးကလေးကောအမျိုးသားကိစ္စပြောပါဦးဒီခါလေးစားလို့ရှိရင်လေအဲ့လိုမျိုးကိုယ့်ရဲ့အိတ်ချင်ရအောင်လို့3နာရီ4နာရီလောက်ပဲရှိရပါတော့နော် ဘာဖြစ်လို့လဲဆိုတော့အားလုံးအားလုံးကိုပဲအမြဲလုံနေကြသူတယောက်ဆိုတော့နော်ဒါလေးလည်းငါလုံမဖြစ်မှာမျိုးသားကြတော့လဲကိုတစ်ဖက်ကလုံတာကိုသူညွန်ကျင်သွားမှာပြီပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်အိမ်တော်ရှင်တယောက်ဖြစ်သွားပြီဆိုတဲ့အခါကျတော့ကိုဘာတစ်ခုပဲလုံလို့ဒီကိုအိမ်တော်ဘက်ကိုပြန်တိုင်မရဘူးအိမ်တော်ဘက်ကလည်းကိုကြည်ပြူမှုဖြစ်ဖြစ်ဝါရှိအောင်အမပြေဘလို့ပြမပြေဘူးဆိုရင်တော့မကိုကိုတနာတဲ့စိတ်ကလေးနဲ့လိုင်းလုံးပေးနေအဲ့လိုအများကြီးပေါ့အဲ့ကြောက်တစ်ချက် ချွဲတက်သွားတာလည်းဒီလိုမျိုးဆိုတော့အရင်တော့လည်းမချွဲတက်ဘူးပေါ့နော်ခုကြတာမျက်တချို့တွေတွေ့ရပါတော့နော်။ဘာဖြစ်လို့လဲဆိုတော့လေဒီပြိုင်ပွဲကိုပြိုင်လိုက်တဲ့ချိန်မှာဆိုပြိုင်ပြီးသွားတဲ့ရလာတဲ့အဲ့လိုမျိုးစစ်ခုံအားတွေပေါ့နော်။အဓိကဆိုတော့ငါဘာပဲဖြစ်ဖြစ်အိမ်အောင်ရှင်နေရဲ့အရှိမအပေါ့နော်။ဒီလိုလေးတော့လောက်ခွင့်ရှိရဲအိမ်အောင်ကြားသွားမှာတို့အိမ်ထဲမှာပဲနေကြမလို့။ငါတို့ဒီလိုလေးတော့ထွက်ပြီးတော့ငါတို့လှုပ်ချင်တာတွေပေါ့နော်။ဒါတွေထွက်လို့နိုင်တယ်ဘာပဲဖြစ်ကိုကိုလှုပ်ချင်တဲ့ဆန္ဒတွေတစ်ဖက်ကလည်းအနေပေါ့နော်။ကို့အမျိုးသားလည်းနားလည်အောင်ပြောမယ်။ ်အကိုကလေးတို့လည်းကိုပေါ့နော်အာသေချာလေးတို့လည်းထိမ့်မယ်အိမ်မှုကိစ္စတွေလည်းကိုနိုင်ဟိုနန်းနန်းလေးလုပ်ဘူးဒါမှဘလို့ပဲလို့ပဲပြီးတော့တခါလေးကြောက်လို့ရှိရင်ဟာခွက်ဒီအများကြီးရှိတာပေါ့နော်အဲ့လိုချိန်ညလို့ရှိရင်စိတ်ညရရှိတယ်အဲ့လိုမျိုးမိသားစုရဲ့ကြားထဲမှာအတက်နိုင်ဆုံးအရန်ကိုစူးစမ်းရတာအဲ့ဒါကြောက်လေဟိုညီမအဲ့ဒါကြောက်ဒီပြိတ်သက်တို့ပြောပြတာအင်တော်ရှင် miss mrs တွေဆိုအများကြီးပြိုင်ကြတယ်ပေါ့နော်ဒါမှညီမမြင်ရတာပေါ့နော်ဒါနောက်ပိုင်းကိုကြည့်လိုက်တဲ့ချိန်မှာ miss နဲ့ mrs တွေကြောက်လို့ရှိရင် miss တွေဆိုရင်အရန်အားပေးကြတယ် တော်တော်များအများကြီးပါပေးကြတယ်ညီမကိုယ်တိုင်ဘောနော်ဒါပေမဲ့အရင်တော့ကြောတမန်မျက်လုံးနဲ့ကြည့်လာကိုယ်တိုင်ဝင်ပြိုင်တဲ့အချိန်ကြတော့လေတကယ်တော့လေအိမ်အောင်တဲတာအရန်ခက်ခဲတာညီမဆိုအရန်ခက်ခဲတယ်ဘာတစ်ခါကြောက်လို့ရှိမလို့ကိုကအဲ့လိုမျိုးဘာသာရေးလုပ်တယ်ဘောနော်ပန်းလေးဆိုလို့ကိုကိုယ်တိုင်မျက်အရန်လှူကျင်တာဆိုတော့နော်သူများကိုင်လည်းမကြအဲ့ဒါပန်းထိုးတဲ့လူလည်းသိကြတယ်ကိုပန်းလေးဆိုကိုပဲကိုင်မျိုးကိုပဲလှူကျင်တယ်ကိုပဲထိုးကျင်တယ်ဘောအဲ့လိုမျိုးခါကြောက်အိမ်မူကိစ္စဆိုလို့ညီမအရန်လောက်ပါတယ်ညီမပါဘောနော်အဲ့လိုမျိုးဆိုလေအရန်ဘယ်လိုပြောလဲခက်ခဲတာ အဲ့လိုခက်ခဲတဲ့ခါကျလေလူတယောက်ကကိုယ့်ဘောအခုဆိုဒီချိန်အားဆိုသမီးရဲ့အရန်တော်လိုက်တာဆိုရင်အရန်စိတ်ကမှလေအင်အားဖြစ်သွားတာအဲငါတော်တာပဲပေါ့နော်အဲ့လိုမျိုးအဲ့လိုမျိုးပဲအားလာကြပေါ့နော် Mrs. တွေပြိုင်နေ Mrs. တွေတာမြမရဲ့စိတ်ထဲမှာပေါ့နော်ဘယ်လိုစဉ်းစားလဲဆိုအရန်အားပေးမယ်ညီမဆိုအရန်ကိုအားပေးမယ်ဘာလို့ဆိုသူအရန်လုံနိုင်နေအိမ်အောင်တဲ့တယောက်အနေနဲ့သူတို့ဖြစ်ချင်းနဲ့ဆန္ဒရုပ်လဲတစ်ဖက်ကကောင်းနေဖော်တယ်အိမ်အောင်ဘက်ကလည်းတေချာလေးအစဉ်ပြေအောင်လုပ်တယ် တားသမီးတွေပေါ်မှာလည်းတေချာလေးပံ့ပိုးမှုတွေလုပ်တယ်ဘောနော်အဲ့လိုမျိုးညှို့ညင်မှုမရှိအောင်ဘောနော်အရန်ခက်ခဲပါတယ်လို့အဲ့ဒါကြောင့်လေအရန်အားပေးပေးပါလို့ညီမမမဟုတ်ပါဘူးဘယ်အိမ်အောင်ရှင်ပဲဒီ Mrs. ပြန်ဘောပြိုင်ပါစေဘောနော်အားပေးပါ support နည်းရန်ပေးပါဘောနော်သူများနိုင်ငံညာဆိုရန်အားပေးကြတယ်ညီမတို့နိုင်ငံမှာတခုအားနေတာကြတယ်အားပေးမှုရန်နေအဲ့ဒါလေးတခုညီမကြည့်ရတယ်ရန်ခံစားရတယ်ဘောနော်ကိုယ့်ရဲ့စိတ်ကအဲ့ဒီတော့ကြောင့်ညီမသည်အိမ်အောင်ရှင်ဒီဘက်ကနေပြီးတော့ညီမကရေကျဲဝင်းဝင်းနဲ့အခုဒီပြိုင်ဝင်တော့ညီမဆိုအများကြီးစူးစမ်းရတယ် အရန်ပေါ့နော်ခက်ခဲအများကြီးရှိတယ်ညီမမပြိုင်တော့ဘူးလို့တော့မလုပ်လိုက်ကြရရှိတယ်ပေါ့နော်အဲ့ချိန်မှာတိကျအပေးမှုတွေ organization အမှာအပေးအရန်ချစ်စုတင်ပါတယ်လို့အခုဆိုညီမခွန်ရအရန်ပြည့်နေတယ်အပြိုင်ပွဲကိုဖြစ်နိုင်လို့ရှိရင်မနှက်ပြန်တော့ငါသွားချင်းနေပြီဆိုတော့စိတ်တွေပေါ့နော်အဲ့လိုမျိုးတိကျဖြစ်တယ် ညီမတို့ view နေရဲ့အမားတွေမှာလည်းအိမ်မက်တွေရှိမှာပဲအခုညီမတို့ရိုက်ပေးနေကင်မရာမန်တွေမှာလည်းအိမ်မက်ရှိမှာဒါပေမဲ့ဒီအိမ်မက်တို့တို့အကောင်နဲ့ပေါ်ဖို့အခွင့်အရေးနည်းပါးတဲ့လူတွေရှိမှာတကယ်ပေါ်ထုတ်နိုင်တာရှိမှာအဲ့ဒီအချိန်မျိုးတွေမှာဆိုလို့ရှိရင်ကိုဘာဖြစ်ချင်တာလဲအဓိကကညီမဆိုရင်အိမ်အောင်ဘက်က15နှစ်ကျော်သွားပြီဒါပေမဲ့ညီမဒီဒီဘဝကြီးတစ်ခုလုံးအိမ်အောင်ဘက်အတွက်ပဲသားသမီးတွေတော်ပဲညီမဆိုလို့ရှိရင်လုံးဝပေါ်တော့အဲ့လိုမျိုးနေလာခဲ့တယ်နေလာခဲ့တဲ့အချိန်မှာဒီပြိုင်ွက်ညီမလွန်ခဲ့တဲ့3နှစ်လောက်ကြာညီမကိုပြိုင်ခိုင်းနေပေါ့နော်ပြိုင်ခိုင်းတဲ့အချိန်မှာညီမဘာလို့လူပြန်ကြည့်လဲဆိုအမျိုးသားကိုပြန်ကြည့်ရဲ့ ညီမကလေးကိုပြန်ကြည့်ရငါမပြိုင်လို့မဖြစ်ဘူးငါမပြိုင်ဘူးဘောနော်ဒါပေမဲ့မှအခြေအနေတခုပေးလာတဲ့ခါကျတော့ညီမအရန်ပြိုင်ချင်းလာတယ်ဒီပြိုင်မှုကပြန်လိုက်တဲ့ချိန်မှာညီမဒီဟိုမမျော်လင့်မဲနေဘောဒါမှညီမရန်ကြိုးစားတယ်မမျော်လင့်မဲညီမဒီစုကိုရရှိခဲ့ရရှိတဲ့ချိန်မှာဘာပဲဖြစ်ဖြစ်ငါအိမ်မက်တရားအကောင့်နဲ့ပေါ်လာပြီအကောင့်နဲ့ပေါ်ရွက်တက်ကြပေါ့နော်ညီမစူးစမ်းမယ်အရန်စူးစမ်းမနဲ့ဆိုအစောကြီးထားရတယ် ။ညီမဖြစ်ချင်တဲ့ဆန္ဒတော့ညီမလေ့ကျင့်ခန်းနေတွားလို့ရရယ်၊ထိန်းတန်းနေမျိုးစုံတက်ရရယ်။ဘာဖြစ်လို့လဲဆိုညီမတို့ကတနည်းဒီပေါ့နော်ညီမကျင်လေခဲ့တဲ့နေပြ15နှစ်ကျော်ညီမဘလိုပဲဖြစ်ဖြစ်ညီမရိုးရိုးတနေနဲ့ညီမကျင်လေခဲ့အခုဒီလိုနေပြတစ်ခုတွားတဲ့ခါကျတော့ညီမအများကြီးစူးစမ်း အလူနဲ့စကားပြောတော့အရင်တော့ဒီမှာရိုးရိုးတနက်ပေါ့နော်မရေနေကောင်းလားဒါမှမဟုတ်အခုဆိုအဲ့လိုပြောလို့မရဘာတချေနေကောင်းလားဘယ်လိုမျိုးအဲ့ဒါပဲတချေလည်းပြောကြဟုတ်ပါတော့နော်ဟိုဘောနော်ဘယ်လိုပြောမကိုရှင်နေကစိတ်လည်းပါမှာလေရှာပြားနေမယ်ပြောလို့မရအဲ့ခါကျရှင်နေကနေပြီးတော့လှလိုက်လဲလဲနဲ့အဲ့လိုဘောပြောရတာပေါ့နော်အများကြီးအများကြီးပြောင်းလဲရအဲ့ဒါကြောင့်လေငါပြောချင်တာလူတိုင်းလူတိုင်းရဲ့အိမ်မက်တွေကိုဘယ်လိုပဲဖြစ်ဖြစ်ငါအသက်ကြီးသွားပြီလားငါအိုသွားပြီလားငါလုံးလို့မရဘူးလားဘယ်တော့မှလုံးစဉ်းစားပါနဲ့ရောက်တဲ့နေရာကနေပြီးတော့ကိုကိုကိုအင်အားအပြည့်နဲ့ ထပါရုံရုံထပါဗောနော်အကောင်နဲ့ဖော်ပါတချို့တွေဆိုအိမ်တော်ရေးတွေမှာရှိရလေတစ်ဖက်အမျိုးသားအရင်တော်တဲ့အိမ်တော်တွေအများကြီးရှိရဲမနော်တစ်ဖက်အမျိုးသားကိုနှစ်ကွတာရှိရဲအဲ့ဒီအချိန်မှာကိုဘာလုံနိုင်လဲနောက်ဆုံးကအိမ်မှုကိစ္စတွေမှာကိုဘလို့ဘာဘာတခုကိုလုံနိုင်လဲအဲ့လိုမျိုးတွေနဲ့လုံပြီးတော့ကိုဘွားကိုကြည့်ပါပြန်ပြီးတော့နော်ငါလုံချင်တာငါလုံနိုင်တာရှိပါလားဒါရင်းနဲ့ငါဘွားကပြန်နိုးထားမယ်ဆိုအဲ့လိုမျိုးညီမဖြစ်စီချင်ပါရဲ့အဲ့တော့ကြောက်လဲညီမဒီပြိုင်ပွဲကိုညီမဘလို့ပဲပြန်အရန်နေစူးစမ်းပြီးတော့ ဒီအိမ်အောင်ရှင်နေမှာဓာရီလုံနိုင်သေးတယ်ကိုကကိုလောက်အောင်နေနိုင်သေးတယ်ကိုကျမ်းမာရေကောင်းလာတယ်အများကြီးပဲပေါ့နော်ပြောင်းလဲမှုလည်းအများကြီးပါပဲတကယ်ပြောင်းမှုလို့ဆိုတကယ်သိမှာပါငါကလေပြောချင်ပါတယ် အခုလာနုတို့ချီကျူတာပေါ့နော်လာနုကတင်နေဆိုတာထက်သူ့ရှိမှရှိရ illicit ပေါ့ဆွဲထုတ်တာပေါ့နော်ပထမသားလာနုကိုကြောက်နေတယ်မြန်မာရဲ့ထုံးစံအရာပေါ့ဆရာမကိုကြောက်နေဒါပေမဲ့ညီမလိုမျိုးခင်လာတဲ့အချိန်မှာသူ့ရဲ့ရှင်နေရခံစားချက်တွေကိုပြောရင်းနဲ့တခါလေဆိုလို့ရှိရင် तू ငုံမိတာရှိရလာနုတို့နဲ့ပေါ့နော် interview skill ကိုတင်နေတဲ့အချိန်မှာအဲ့တော့မှဒါဟာမြန်မာလေးဣတန်နာအစ်စ်ဘလို့မို့ဆိုရင် तू များလိုမျိုးတွေပေါ့နော်အထင်ကြီးအောင်နေပြောနေတယ်ဆိုလို့ရှိရင် तू ဒီ ဘာမှမထူဘူးသူ out of the box သူရဲ့တကယ်ရင်နေရလာတော့သူအခုပြောနေတာအဲ့ဒါတော့အရန်သဘောကြအဲ့တော့သူအမြဲတမ်းပြောတခြားလူနဲ့ကိုကိုကိုမရှင်းပါနဲ့ကိုကိုကိုနဲ့ပဲရှင်းပါသူဒီမနေ့ကဣတန္တာထက်အခုဒီနေ့ဣတန္တာအများကြီးတိုးတက်လာပြီအရန်အရင်တော့ interview skill ခြေတော့ကဆိုရင်သူရမ်းရှက်နေတယ်ကြောက်နေအတန်လေးကလည်းတိုးနေအခုသူ့အာသူ့ကိုပြီးတော့သူရဲ့တကယ်ကိုပိုင် idea creation နဲ့သူပြောနိုင်လာပြီဟိုလူတွေကြောက်အောင်ပြောရမှာမဟုတ်ဘူးနော်သူရှင်းနေရစကားပြောလာအဲ့ဒါအရန်တော်တယ် တကယ်ချီးကျွအားလုံးရှင်မှာချီးကျွတာနော်တော်တရားကျုံးလာတော်တရားပေါ့ကျွန်မအချွဲရအချွဲခံရကျုံးနဲ့တည်အောင်အရင်ချွဲတာတချို့ကြတော့လေအိမ်တော်နဲ့ကွဲသွားတဲ့လူတွေရှိရဲ့အဲငါယောက်ျားဘက်ကငါ့ကိုနှိမ်ထားတာငါလာတာပြမယ်ဆိုပြီးတော့ပြိုင်တဲ့လူတွေကလည်းတစ်ဖွဲ့ရှိသေးတယ်အဲ့တော့ဘလို့မနည်းတဲ့ပဲပြိုင်ပြိုင်ကိုယ့်ရဲ့ယောက်ျားဘက်ကအားပေးလို့ပဲပြိုင်ပြိုင်ကိုယ့်ဘက်ကမခံချင်စိတ်နဲ့ပဲပြိုင်ပြိုင်ဘလို့ပဲဖြစ်ဖြစ်နော်အစ်တန်နာ ပြိုင်မှာနောက်ကျရဲဆိုတာရှိလားမရှိဘူးတကယ်ဘယ်တော့မှမရှိဘူးဒါပေမဲ့ညီမလေးဆိုရင် तू manage လုပ်တတ်တယ် तू ဖျားဆိုလဲဖန်စီဒီအကောင်ပါလေအလှပန်းတော့နောက်ပြဲခါကျတော့မလာရေးစင်အကောင်တိောက်သူတင်ပြီးတော့မှသားလို့ရှိတင်နန်းလာဒီလိုမျိုးတော့ manage လုပ်နိုင်ရမှာပေါ့ကျမမဲပြိုင်လိုက်အောင်မယ်ဆိုယောက်ျားရောခလေးရောအကုန်လုံးထားခဲ့ရင်တော့ဘယ်ဖြစ်မလဲနော်ဟုတ်လုံးဖြစ်နိုင်နော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဒီ channel ကလေဒီ channel ကြတော့ပေါ့နော်ဆက်ဆံခြင်းကို ဲ့လိုမြန်မာကြောက်မှလည်းစိုးရိမ်လို့ပါမို့လို့ပထမတော့ဒါဒီဆက်ဆောင်းတာပြောသူလို့ဆရာနဲ့တပည့်ဆိုညီမတို့ရဲ့အုံနောက်ထဲမှာဆရာဆိုကြောက်နေရပြီဟာကိုဖြစ်ချင်တဲ့ဆန္ဒတွေမပြောဘူးပြောပြောဖို့ဆိုတာအဆင်မပြေဘူးဘာအဲ့လိုမျိုးခါကြဒီဆရာကြတော့အာတဖြည်းဖြည်းနဲ့ပေါ့နော်ရှင်ထဲမှာဘာရှိနေရလဲဒီတပည့်တယောက်ရဲ့စိတ်ကသူဘလို့လဲဆိုတော့ဒီချေကပိတ်ချာလေးဆွဲထုတ်တာဆွဲထုတ်တဲ့ခါကျတော့ဒီချေနဲ့ကဘလို့ဖြစ်သွားလဲ bien close ဖြစ်သွားတာဒီချေကိုဆိုလို့ရှင်အဲပေါ့နော်တခါလေကြောက်လို့ရှင်လေဒီတိုင်းပေါ့နော် ပြိုင်ပွဲကြောက်မဟုတ်ဘူး အဲ့အိမ်တော်ကြီးတစ်ခုမှာဆိုလို့ရှိရင်တစ်ခါကျရင်စကားဟိုပေါ့နော်ဘယ်လိုမျိုးသားနဲ့စကားရပါနေနေပါများလာတဲ့နေပါတိချက်သိမှာမျက်နှာလည်းနေနေပြတ်သွားရလေအမျိုးသမီးတို့အဲ့လိုမျိုးဆိုလို့ရှိရင်တိချက်သိရတိချက်သူဘာဖြစ်လာလဲသူတပတ်ဘာဖြစ်လာလဲအဲ့လိုမျိုးခါကျလို့တိချက်နဲ့ရင်ပွင့်ဖြစ်တာဘူးလားတိချက်ဒီလိုလို့ရှိရဆိုဟာတိချက်စီကအများကြီးပါပဲတင်ယူရပါတယ်အများကြီးတိချက်စီကအဲ့ဒါနာလဲလှနှုတ်ရှာနေပြီတင်ယူရတယ်လို့လှနှုတ်ကလည်းအိတန်နာရှာနေပြီးတော့ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတယောက်အနေနဲ့အမှုအတန်းကိုဘယ်လိုမျိုးထိထိရောက်ရောက်လုပ်လဲဆိုတာလှနှုတ်သိလာရတယ်ရှင်ဟုတ်လား လို့အများကြီးလေ့လာရပါတယ်။အပြိုင်ပွဲရကြတော့ဒီ30ရင်းနေပေါ့နော်10လောက်ပိုင်း30ရင်းနေ Asia Asia International Tourism 2025မှာပေါ့နော်အဲ့မှာအာ30ရင်းလို့သွားပြီးတော့ပြန်ရမှာပဲဘန်ကောက်မြို့မှာပေါ့နော်ဘန်ကောက်မှာသွားပြန်ရမှာအာ24ကိုတော့ညီမဟိုသွားမှာပေါ့နော်24ကနေစပြီးတော့သွားရညီမနဲ့ဒါပတ်ဝန်းကျင်အနီးကမှာအများကြီးရှိကြတယ်အိမ်အောင်ချသွားပြီးပဲဒါတွေကအပိုတွေပါပေါ့နော်ဒါတွေကလုံးဆရာမလို့ဘူးပေါ့ အဲ့လိုမျိုးတွေပေါ့နော်အများကြီးဝေဖန်ကြရဲဟာပိုတွေလုံနေရအိမ်တော်လည်းပြန်မကြည့်တော့တကယ်တော့မဟုတ်ပါဘူးကိုယ့်ဘက်ကနေတစ်ဖက်သလားအခုကောနော်ညီမဆိုလို့ရှိရင်ညီမတမီးလေးနဲ့သားလေးညီမဒီလိုမျိုးပြိုင်ပွဲပြိုင်နေပြိုင်လိုက်တဲ့ချိန်မှာဒီမြန်မာပြည်မှာပြိုင်တဲ့ချိန်မှာသူအရန်ကုန်ပြီလားဟာမမေးဘူးကျောင်းမှာဆိုလို့ရှိရင်ပြောကြဟာသူ့မမေးကအလှမဲဟိုကောနော်သူ့မမေးကဝန်တော်စုရတာသူတို့အကြည့်ပြောလို့အရန်ပေါ့နော်ဘသူမှအာမပေးရင်နေပါစေကိုယ်စိတ်ကအဲ့လိုဖြစ်သွားတမီးလေးနဲ့တားလေးနဲ့အာပေးဘူးအင်အားတွေကပြည့်သွားတယ်။အပြန်လာလို့ပေါ့နော်အရန်ကကိုက အဲ့လိုပေါ့အပြင်မှာတင်တန်းနေတက်အဲ့လိုအားကစားရေလို့အဲ့လိုပြန်လာလို့ပင်မလာတဲ့ချိန်ညလို့ရှိရင်ကလေးလေးမျိုးကလေမမေပင်မလာပြီလားမမေတော့တမီးနဲ့တမီးနဲ့သားတော်ကိုစူးစမ်းပေးရမှာဆိုအရန်ခွန်အားဖြစ်တယ်အဲ့ခါကျတော့ကောနော်ညီမပြောတော့ ပဝင်းစီကိုဂယူးဂယူးမဆိုက်ရအောင်လို့မပြောဂယူးဆိုက်ရတယ်ဒါပေမဲ့လည်းကိုကုတ်ကိုလည်းမြင်အောင်ပြန်ကြည့်ရတယ်ညီမအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေးလာတယ်ကိုကုတ်ကိုမြင်အောင်ဘာဖြစ်လို့လဲဆိုကိုဘွားကိုကိုယ်တိုင်မဲ့ရွေးချယ်အောင်ပါလေပျော်ရှင်ခြင်းနေစိတ်ဆင်းရဲခြင်းနေဝမ်းနည်းခြင်းနေဒါတွေအကုန်လုံးကကိုယ်စိတ်ကနေပဲဖြစ်တဲ့အတွက်ကြောင့်ညီမဆိုလို့ရှိရင်တော့အခုအနေထားမှာဆိုညီမဒီညီမရဲ့ဖြစ်တည်မှုညီမစိတ်နေပဲ ညီမဆုံးဖြတ်မယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒီအတွက်ကြောင့်ဘယ်အိမ်အောင်ရှင်မျိုးသမီးကဘယ်တော့မှစိတ်တက်မကြပါနဲ့စင်ကမန်းတွေပေါ့ပေါ့ညီမဘက်ကဒီကအရန်အားပေးပါတယ်ဘသူတွေပဲထပ်ပြီးတော့ပေါ့နော်ဘယ်နိုင်ငံတွေမှာပဲထပ်ပြန်ထပ်ပြန်ညီမဒီလုံးဝ support ပေးပြီးအရန်အားပေးနေမှာပါလို့ ိုက်တော့ကြတော့လေအခုညီမသွားပြန်မယ်ပြိုင်ပွဲမှာလည်းအာဒီအိမ်နောက်ရှင်နေအများကြီးပေါ့နော်ဒီမြန်မာမျိုးသမီးတွေအနေနဲ့ညီမဒီပြိုင်ပွဲသွားပြန်တယ်လို့စိတ်ထဲမှာမတတ်မှတ်တော့ဘယ်လိုတတ်မှတ်ထားလဲဆိုတော့မြန်မာနိုင်ငံကိုစားပြုနေတဲ့အိမ်နောက်ရှင်အလှမယ်တယောက်ကသူများနိုင်ငံမှာဘယ်လိုလှလှပပနဲ့သူပြိုင်နိုင်လဲဒါလို့ညီမပြတတ်ချင်လာပါပေါ့နော် အဲ့အတွက်ကြောင့်အားပေးပါလို့ပြောရတယ်အမပါရလေခွင့်လို့ပေးပါလို့အရန်တိုးတက်လာတဲ့ဒီအချိန်တိုးအတွင်းမှာဘောနော်ဒီအင်တာဗျူးတွေဖြေတဲ့အချိန်မှာသူရန်နေတတိရှိလားလှမ်းတော့ချိန်ပြီးပြောနေငါကွာဆိုတော့ရန်တော်ပါတယ်အဲ့တော့အမ်ဒါတော်မှတချို့ဆိုလို့ရှိရင်အရင်တော့လှမ်းတော့မယ်ဆိုလို့ရှိရင်နှစ်တစ်နှစ်လောက်6လလောက်ယူတာလေအချိန်ယူပြီးဒါဒီမြန်မာလေးကမအားတဲ့ကြားလို့ဒီလောက်ထိတိုးတက်လာတာဖြစ်တဲ့အတွက်ကြောင့်အိမ်အောင်ရှင်မေအချင်းချင်းလေးအားပေးကြပါအိမ်အောင်ရှင်မျိုးသမီးများလေးအားပေးကြပါလို့ကျေးဇူးများကြီးတင်ပါတယ်